မင်္ဂလာပါသားတို့တမီးတို့ရေဒီချက်ကတော့တတမာတာတမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချက်ရင်ဖြစ်ပါတယ်ဒီနေ့ဒီချက်ရင်ပြပြပေးမယ်အကြောင်းအရာလေးကတော့မြမတမိုင်းအခန်းတဘရီတရစ်ခေမြန်မာနိုင်ငံသင်္ကန်းစာနှစ်တောင်ဝခေပထမပိုင်းရဲ့ဗမာမော်ရှန်ဆက်ဆိုင်အကြောင်းဝင်ဖြစ်ပါတယ် ဲအခုစာသင်ချိန်မှာတော့တအားတို့သမီးတို့ရေတပင်ရွှေထီလက်ထက်ဗမာမော်ရှန်စီလုံးညင်ညွေရေအတွက်ဆောင်ရွက်ချက်နဲ့ဘရင်နောက်လက်ထက်မှာတိုင်းသားစီလုံးညင်ညွေရွဲ့အတွက်ဘရင်နောက်ဘလို့ကြိုးမဆောင်ရွက်ခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ကဲလေ့လာကြည့်ကြရအောင်။တပင်ရွှေထီလက်ထက်ကလေးကမွန်ဗမာရှန်စီလုံးညင်ညွေရွဲ့အတွက်လိုက်လျောညှူထွေမှုရှိတဲ့ဒလေထုံးစံလေးရင်ကျင်းမှုတွေကိုလက်ခံကျင်းသုံးခဲ့တယ်။မွန်မမာရှမ်း movement စစ်တပ်ကြီးတွေကိုတင်းတိလျောက်ပတ်တဲ့ယာရုအစင်တန်းတွေပေးပြီးတော့ ရင်ညှို့စေခဲ့တယ်။တပင်ရွှေထီးဟာမွန်ထုံးစံတဲ့အညီသပင်ဖြတ်တယ်။ဗိတ်သိက်ခံတယ်။အဲ့ဒါတွေကိုပြုလုပ်ခဲ့တဲ့အပြင်သူ့ရဲ့လျှောက်တူခိုးဝင်လာတဲ့မွန်နေရှမ်းနေမူးမတ်တွေကိုအဆောင်ကောင်းတွေပေးပြီးတော့ချင်းမြင်ခဲ့တယ်။ဒါကြောင့်မလို့တပင်ရွှေထီးရဲ့လျှောက်မှာတော့မွန်မူးမတ်နဲ့စစ်သူရဲကောင်းတွေဝင်ရောက်မှုထမ်းခဲ့ကြပါတယ်။ဒီစာပိုက်ကလေးအသေးပဲကတော့တပင်ရွှေထီးလက်ထက်မှာဗမာမွန်ရှမ်းစီလုံးညီညီရဲ့အတွက်ဆောင်ရွက်ခဲ့တဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ ကဲဆက်ပြီးလေ့လာကြည့်ကြအောင်ဘေးနောင်ဟာကျေဝန်းတဲ့မြန်မာနိုင်ငံဒေါ်ကြီးကိုစူးစီးတိုင်ခြင်းကစပြီးတော့ပုံကံမှုအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရတယ်။သို့တော်လည်းပဲမွန်ပမာရှမ်းစီလုံးညီညီရေးကိုတော့အာတုံကြိုးပမ်းခဲ့တယ်။သူ့လက်ထက်မှာတပင်းရွှေတိကဲ့သို့တိုင်းသာစီလုံးညီညီအတွက်ဆောင်ရွက်ခဲ့တယ်။တိုက်ခိုက်သိမ်းသွင်းရရှိခဲ့တဲ့ပြည်သူ့ခေါင်းဆောင်တွေကိုတစ္ဆာခံစေတယ်။အဆောင်ရောင်တွေကိုနှိမ့်ချခြင်းမပြုဘဲနဲ့တစ္ဆာမခံသူကိုသာနှိမ်နှင်းချေမှုန်းခဲ့တယ်။ တိုင်းရေးပြည်ရေးစစ်မှတ်ရေးရမှာတော့မမမရှာမူမတ်တွေခေါ်ယူပြီးတော့တိုင်းမင်ဆောင်ရွက်ခဲ့ပါတယ်ဒါကတော့ဆရာမတို့ဟာလာဘေးနောင်ရဲ့တိုင်းသားစီလုံးညီညီရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကဲသားတို့သမီးတို့ရေနောက်စာပိုက်လေးကိုကြည့်ကြရအောင်တပင်ရွှေတင်းတဲ့ဘေးနောင်တို့တီထောင်ခဲ့တဲ့ဟန်တော်ရီနေပြီးတော့ဟာနန္ဒဘရင်ငါးစုတရကလက်ထက်မှာတော့ယူရင်းလာခဲ့တယ်အဲ့တော့နန္ဒဘရင်ဟာ ဘေးနောင်ရဲ့သားဖြစ်ပေမဲ့သူ့မှာအရေးချင်းမရှိတဲ့အတွက်ကြောင့်မလို့ဆမတို့เนาะဒီတပင်ရွှေထင်းနဲ့ဘေးနောင်တို့တီထောင်ခဲ့တဲ့ဟန်တာရီအင်္ဂလိပ်နိုင်ငံကြီးဟာပျက်စီးခဲ့ရခြင်းဖြစ်ပါတယ်။နန္ဒပြည်နန်းတက်ပြည်တဲ့နောက်မှာတော့အင်းဝသရိုးမင်းစောဟာဟန်တာရီကိုတိုက်ခိုက်ဖို့အတွက်ကြံစီခဲ့တယ်။အင်းဝနဲ့ဟန်တာရီစစ်ဖြစ်နေစဉ်အတွင်းမှာပဲအရေးချင်းနဲ့ပြည်စုံတဲ့ယိုရီယာမင်းသားနရဆုံလို့ခေါ်တဲ့ဗျနေရီဟာဟန်တာရီကိုချီတက်လာတယ်။နန္ဒဘရင်အင်းဝကိုအောင်နိုင်ချမ်း သိရတဲ့အခါမှာတော့ရိုးရောင်ပြန်ပြီးတော့ဆုတ်ခါသွားခဲ့တယ်1969ခုနှစ်မှာတော့နန္ဒဘီရဲ့ညီတော်တာဝူမင်းနဲ့ရခိုင်မင်းတို့ဟာပူးပေါင်းပြီးတော့ဟန်တာဝူကိုတိုက်ခိုက်ခဲ့ကြတယ်ဒါကြောင့်မလို့နန္ဒဘီဟာ1600ပြည့်နှစ်မှာတော့တာဝူမင်းရဲ့သားနတ်ရှင်တော်ရဲ့ဒုတ်ကြံမှုကိုခံရပြီးတော့လက်ရွာဆန်းခဲ့ရပါတယ်ဒီကြောင်းရလေးကတော့နန္ဒဘီလက်ထက်မှာဟန်တာရီအင်ဂရစ်နိုင်ငံရွှေရွှဲလာခဲ့ပုံ ဖြစ်ပါတယ်ကဲနောက်ဆုံးစာပယ်ကလေးချက်ရှင်းပြမယ်နော် ဟန်တော်ရီပြည့်ပြည့်တဲ့နောက်မှာတော့တောင်ကူမုဒ္ဓမနဲ့ပြည်တော်ကလျှောက်ခံပြည်တည်ရှမ်းပြည်မှာစော်ဘွားတွေကလည်းတရားပြည်တော်ငယ်တွေတည်ထောင်ပြီးတော့အုပ်ချုပ်ခဲ့ရတယ်။အဲ့လိုနဲ့ဆရာမတို့မြန်မာတနိုင်ငံလုံးမှာပြည်တည်နိုင်ငံတွေအများပြားပေါ်ပေါက်လာခဲ့ရပါတယ်။ကဲအဲ့နောက်ဆုံးမိုက်ကလေးကတော့ဟန်တော်ရီပြည့်သုံးပြည့်တဲ့နောက်မှာပြည်တည်နိုင်ငံတော်အများပြားပေါ်ပေါက်လာပုံဖြစ်ပါတယ်။ကဲအဲ့တော့ပြည်တည်နိုင်ငံရဲ့အဓိပ္ပာယ်ရှင်းပြပေးမယ်နော်။ တော့ဗြိတိနိုင်ငံဆိုတာနိုင်ငံငယ်တွေနယ်ပယ်တွေကိုစွစွသိမ့်သိမ့်ပြီးတော့မေဂရိဘရင်ကအုပ်ချုပ်တဲ့နိုင်ငံကိုဆိုလိုခြင်းဖြစ်ပါတယ်။ကဲအဲ့တော့ဒီချက်တို့ဟလာဒီအကြောင်းကလေးတွေမှာအဓိကကြားတဲ့အချက်ကလေးတွေကိုကြည့်ကြရအောင်။တပိရှုတိလက်ထက်ကလေးကမွန်မမာရှန်စီလုံးညညရေးတွေလိုက်လျောညွတွေ့မှုရှိတဲ့ဒလေထုံးစံလေးရင်းကျင်းမှုတွေကိုလက်ခံကျင့်သုံးခဲ့တယ်။ဘေးတောင်လက်ထက်မှာလည်းတိုင်းသာစီလုံးညညရေးအတွက် တပင်ရွှေထိပ်ကဲ့သို့ဆောင်ရွက်ခဲ့ပါတယ်။ဟန်တာရီပြတ်သုံးပြီးတဲ့နောက်မှာတော့ဆမရုပ်မြန်မာတနိုင်ငံလုံးမှာဗြိတိသျှနိုင်ငံငယ်အများပြားပေါပေါလာခဲ့ရပါတယ်။ဒီနေ့ဒီချက်ပြပြပေးတဲ့အကြောင်းအရာလေးကတော့မြန်မာသမိုင်းအခန်းတဗြိတိသျှခေတ်မြန်မာနိုင်ငံသင်္ကန်းစာနှစ်တောင်ကိုခေတ်ပထမပိုင်းရဲ့ဗမာမော်ရှန်ဆက်ဆိုင်အကြောင်းဖြစ်ပါတယ်။အခုဒီချက် ဒီသင်ခန်းစာလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတဲ့အကြောင်းအရာလေးတွေတော့သားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချက်မှတ်သွင်းပါရစေ။နောက်သင်ခန်းစာမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်။ Bye bye.